ံသူနိုင်ငံသားအပေါင်းဘေးရနေရဲ့အတွေ့အကြုံကင်းဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဧပြီလ10ရက်အကြပါတင်းနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်ခဲ့မှုနဲ့ဆက်လင်းပြီး CRPH သတင်းထုတ်ပြန်လိုက်တဲ့သတင်း အမေသားညီညွတ်ရေးအစိုးရက25နှစ်မြောက်ကရင်မျိုးသားနေ့တို့တောင်းလာပေးပို့လိုက်တဲ့တဲ့မလအတွင်းစစ်ဘေးရှောင်ပြည်သူနှစ်သိန်းကျော်ကိုအဓိကထားပြီးလူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်956ဒသမ9တန်းကိုကူညီထောက်ပံ့ပေးနိုင်ခဲ့တဲ့တဲ့အကြံဖတ်စစ်တပ်ကဝင်းတုံမြို့နယ်နန်းခမ်းကြီးရွာတိုက်နယ်စေယုံအနီးကိုလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ26ဦးသေဆုံးပြီး23ဦးဒဏ်ရာရခဲ့တဲ့တဲ့ ဖလန်းမြသိန်းတိုက်ပွဲမှာအကြဖတ်စစ်တပ်ရဲ့လက်နက်ခဲယမ်းအမြောင်များသိမ်းဆည်းရမိခဲ့တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လိုင်းဆန္ဒပြလူလူသပိတ်တဲ့တင်တွေပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တင်ကတော့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်ခဲ့မှုနဲ့ဆက်လင်းပြီး CRB သတင်းထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ပြောင်စွလွတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြည်ကြီးဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ဥစ်ဘာကစ္စတန်နိုင်ငံထားကစ်မြို့မှာပြုလုပ်တဲ့150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်ခဲ့မှုနဲ့ဆက်လင်းပြီးပြောင်းဆွလွတ်တော်ကိုစားပြုကော်မတီ CRPH ကဧပြီ9ရက်ရက်စွဲနဲ့တရင်ထုတ်ပြန်ခဲ့ပါတယ်။150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးကိုဧပြီ9ရက်မှ9ရက်အထိပြုလုပ်ခဲ့ကြတာပါ။ညီလာခံကာလအတွင်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကညီလာခံအစည်းအဝေးများ မှုဆောင်ကောင်စီအစည်းအဝေး General Debate အစီအစဉ်အမြဲတမ်းကော်မတီအစည်းအဝေးများနဲ့ဆက်ဆက်ဆွေးနွေးပွဲများကိုတက်ရောက်ခဲ့ပါတယ်။မြမလွတ်တော်ကိုယ်စားလှယ်အဖွဲ့ကောင်ဆောင်ဒေါက်တာဝင်းမြတ်အေးက April 8ရက်မှာ Parliamentary Action for Social Development and Justice ကောင်စင်နဲ့ပြုလုပ်တဲ့ညီလာခံ General Debate အစီအစဉ်မှာမြမအေးနဲ့ဆက်လီမီမိကုံးပြောကြားခဲ့ပါတယ်။ဒါအပြင်မြမလွတ်တော်ကိုယ်စားလှယ်အဖွဲ့ကနိုင်ငံတကာပါလီမန်များ IPU ရဲ့ဥက္ကဋ္ဌ ဥရောပပါလီမန်ဒုတိယဥက္ကဋ္ဌမလေးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံဘယ်ဂျီယံနိုင်ငံဂျပန်နိုင်ငံနယူးဇီလန်နိုင်ငံအာဖဂန်နစ္စတန်နိုင်ငံကနေဒါနိုင်ငံဂျာမနီနိုင်ငံထိုင်းနိုင်ငံဘူတန်နိုင်ငံဒိမတ်နိုင်ငံနယူးဇီလန်နိုင်ငံနယ်သာလန်နိုင်ငံသီရစ်လင်ကာနိုင်ငံတီမောလက်စတေနိုင်ငံအော်စတြေးလျနိုင်ငံဘူတန်နိုင်ငံဆွီဒင်နိုင်ငံတို့မှာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့နဲ့တီးခြားစီတွေ့ဆုံပြီးမြမရေးအခြေအနေများကိုရှင်းလင်းပြောကြားကာပူးပေါင်းဆောင်ရွက်ပေးစီလိုတဲ့ကိစ္စရပ်များကိုလည်းတောင်းဆိုခဲ့ပါတယ်။နေလာကန်တက်ရောက်လာတဲ့နိုင်ငံများနဲ့တီးခြားတွေ့ဆုံဆွေးနွေးမှုများမှာမြမလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကလက်ရှိမြမရေးအခြေအနေများဆက်အနာတိမ်မှုနောက်ပြည်သူများရဲ့လူခွင့်ရေးချိုးဖောက်ခံခဲ့ရမှုများကြာသေးမီကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်နဲ့ပတ်သက်တဲ့အခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါတယ် ဒါအပြင်ငလင်ဘေးတံခန့်ပြည်သူများအတွက်ကယ်ဆယ်ရေးလုပ်ငန်းများနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာအကူအညီများထျောက်စွာရရှိရေးနဲ့ရရှိလာတဲ့အကူအညီများပြည်သူလက်ဝယ်ရောက်ရှိရေးငလင်တံကြီးမားစွာခန်းစားနေရခြင်းမှာပဲအကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွန်းမြင့်လှုပ်ဆောင်နေမှုများအကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်အလုပ်ရများချက်ချင်းရပ်တန့်စေရေးမတရားဖန်စီထိန်းသိမ်းခံထားရတဲ့နိုင်ငံကောင်းဆောင်များနဲ့ နိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရရှိရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးမှာနိုင်ငံတကာကကူညီပေးရင်အဆရှိတဲ့အချက်တွေကိုသက်ဆိုင်ရာနိုင်ငံများရဲ့ကိုယ်စားလှယ်အဖွဲ့တွေနဲ့ဆွေးနွေးခဲ့တာပါ။ April 10ရက်မှာပြုလုပ်တဲ့အမှုဆောင်ကောင်စီအစည်းအဝေးမှာအင်းနီဂျင်ထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးအားမြင့်တင်နိုင်ရန်လူသားချင်းစာနာထောက်ထားမှုပြိပခအားဖြည့်ရှင်းနိုင်ရေးမှာလွှတ်တော်ကဏ္ဍကတိုးမြင့်ကူညီဖြည့်ရှင်းပေးနိုင်ရန်ရည်ရွယ်လျက် parliamentary diplomacy to promote peace and address the humanitarian crisis in Myanmar ကောင်းစဉ်ဖြင့်ရေးကြီးအဆို emergency item အဖြစ်တည်သွင်းခဲ့ပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့အဆိုအပါဝင် emergency item ၃ခုအားသက်ဆိုင်ရာနိုင်ငံများကတင်သွင်းခဲ့သဖြင့်မဲခွဲဆုံးဖြတ်ရာသတ်မှတ်ရခိုင်နှုန်းပြည့်မီခြင်းမရှိသဖြင့်ဆက်လက်ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ဆိုရတယ်။မြန်မာအရေးအဆိုက မဲအများဆုံးရရှိခဲ့ပြီးမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ရင်းအစိုးအားတင်သွင်းနိုင်ရင်းနဲ့ထောက်ခံမှုရရှိနိုင်ရေးကိုကြိုးပမ်းဆောင်ရွက်ခဲ့လို့ CRPH ကအသိပေးထားပါတယ်။ဧပြီ9ရက်မှာပြုလုပ်တဲ့ညီလာခံရဲ့မှုဆောင်ကောင်စီအစည်းအဝေးကပြောင်းဆွတ်လွှတ်တော်ကိုစားပြုကော်မတီအားနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့တရားဝင်မိဖက်ဆွေးနွေးဖက်အဖြစ်ဆက်လက်အသိမှတ်ပြုရန်ဆုံးဖြတ်ခဲ့ပါတယ်။ထို့အပြင်မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြံဖတ်စစ်တပ်ကလူခွင့်ရေးချိုးဖောက်မှုနဲ့ဆက်လျင်းပြီးဆုံးဖြတ်ချက်ချမှတ်ရာမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအားချက်ချင်းလွှတ်ပေးရန်2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာရွေးကောက်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်များအပေါ်ရုပ်ပိုင်းနဲ့ဥပဒေပိုင်းအရရည်ယူနေမှုများရပ်တန့်ပေးရန် IPU အဖွဲ့ဝင်များအနေနဲ့မြန်မာနိုင်ငံမှာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအားကျူးလွန်လောက်ဆောင်နေမှုအတွက်တာဝန်ရှိတဲ့ ြည်သူကိုမစိုးနိုင်ငံတကာတရားစီရင်ရေးစီမင်းရအေးအေးယူပေးနိုင်ရေးတပ်ဆိုင်ရာနိုင်ငံများကိုတိုက်တွန်းပေးရန်ပြောင်စွလွတ်တော်ကိုစားပြုကော်မတီဝင်များအပါအဝင်2020ပြည့်နှစ်ရွေးကောက်ပွဲမှာရွေးကောက်ခံရတဲ့လွတ်တော်ကိုယ်စားလှယ်များနဲ့အတူရက်တီချောင်းပြတ်တက်ရန်တိုက်တွန်းခဲ့ပါတယ် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကမြန်မာနိုင်ငံရဲ့လက်ရှိအင်အားပြင်းငလျင်အခြေအနေအကြမ်းဖက်စစ်ကောင်စီကကျူးလွန်လှုပ်ဆောင်ထားတဲ့အကြမ်းဖက်မှုများအခြေအနေရေကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ်ကျူးလွန်လှုပ်ဆောင်လျက်ရှိတဲ့လူ့ခွင့်ရေးချိုးဖောက်မှုအခြေအနေများနဲ့နိုင်ငံတကာအတိုင်းဝိုင်းထံကိုတောင်းဆိုတိုက်တွန်းချက်များပါဝင်တဲ့လက်ကမ်းစာဆောင်များကိုလည်းကိုယ်စားလှယ်အဖွဲ့များတို့ဖြန့်ဝေခဲ့ပါတယ်။လက်ရှိအချိန်မှာ ဆက်အနာရှင်စနစ်အမြန်ဆုံးချဆောင်နိုင်ရင်းနဲ့ Federal Democracy ပြောင်းစုသည့်တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုအပါအဝင်အင် အားစုအသီးသီးကကြိုးပမ်းနေချိန်မှာနိုင်ငံတကာဆက်ဆံရေးနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ပေးမှုကအဓိကကျသောနီလန်တရက်ဖြစ်သဖြင့်ပြောင်းစုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့ပြည်သူလူထုကဆန္ဒမဲပေးရွေးချယ်တင်မြှောက်ထားတဲ့ပြည်သူကိုယ်စားလှယ်များဖြစ်သဖြင့်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အသိမှတ်ပြုမှုအတူရည်တည်ပေးမှုနဲ့ ံ့ပိုးကူညီမှုများဆက်လက်တိုးမြင့်ရရှိနိုင်ရို့အတွက်လွှတ်တော်ကဏ္ဍမှကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရက25နှစ်မြောက်ခရိုင်မျိုးသားနေ့တို့တုံလာပေးပို့လိုက်တဲ့တင်ပဲဖြစ်ပါတယ်ရှင်။မြန်မာညညရေးအစိုးရကဒီကနေ့ကြာရောက်တဲ့25နှစ်မြောက်ကရိုင်မျိုးသားနေ့သို့တုံလာပေးပို့လိုက်ပါတယ်။တုံလာထဲမှာ25နှစ်မြောက် ခရမ်းမျိုးသားနှင့်အခါသမယမှာခရမ်းမျိုးသားအားလုံးစိတ်ဓာတ်ခိုင်မာစွာဖြင့်လက်ရှိအခက်ခဲများကိုကျော်လွှားနိုင်ပြီးရည်မှန်းထားတဲ့လွတ်လပ်မှုတရားမျှတမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိသော Federal Democracy ပြောင်စုကိုတိုင်းသာအားလုံးနဲ့အတူတကွတည်ဆောက်နိုင်ကြပါစေကြောင်းညော်ရီမမ်းမီတဝင်းလွာကိုပေးပို့လိုက်တယ်လို့ဖော်ပြထားပါတယ်။ခရမ်းမျိုးသားများကမြမသမိုင်းမှာကိုယ်ပိုင်ရင်ကျေးမှုဘာသာစကားနဲ့ ရိုးရဒလိထုံတန်းများကိုတံမိုးထားထိမ့်သိမ့်လာခဲ့သောတမိုင်းအစင်လာကြီးမားတဲ့တိုင်းရင်သားများဖြစ်ကြပြီး2000ပြည့်နှစ်ဧပြီ10ရက်မှာပြုလုပ်ခဲ့ကြသောကယန်းမျိုးသားတို့ရဲ့ပထမဆုံးညီလာခံမှကယန်းမျိုးသားနေ့ကိုစတင်သတ်မှတ်ကျင်းပခဲ့ပြီး25နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။ KSS မျိုးသားရေးစိတ်ဓာတ်ကိုမျက်ညံစွာဆွဲကင်ပြီးတိုင်းပြည်တိဆောက်ရေးမှာ တက်ကြွစွာပါဝင်ခဲ့ကြတာကိုမြို့သားညီညွတ်ရေးအစိုးရအနေနဲ့အသိမှတ်ပြုဂုဏ်ယူဝမ်းမြောက်ကြောင်းမှတ်တမ်းတင်အပ်တယ်လို့ဖော်ပြထားပါတယ်။ယခုကာလကမြန်မာနိုင်ငံအနေနဲ့လူလုပ်ဘေးအန္တရာယ်တဘာဝဘေးအန္တရာယ်များရင်ဆိုင်နေရတဲ့စိတ်မချမ်းမြေ့ဖွယ်အချိန်ကာလဖြစ်တယ်ဆိုတာနဲ့နိုင်ငံတော်အာဏာကိုမတရားလုယံစင်ဆက်မပြတ်စ조사နေသောအကြမ်းဖက်စစ်အုပ်စုရဲ့ရက်ဆက်ရုံမာမှုများကြောင့်များစွာသောအကြက်အတဲနဲ့ဖိနှိပ်မှုများကိုဆက်လက်ခံစားနေရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဆရာနာရှင်များရဲ့အကျန်းဖက်ဖိနှိပ်မှုများကိုနှစ်ပေါင်းများစွာပြင်းပြင်းထန်ထန်ခံစားခဲ့ရတော့လေအမျိုးသားလွမြောက်ရေးနဲ့ဒန်းတူညီမျှရေးတို့အတွက်မြန်မာတနိုင်ငံလုံးရှိပြည်သူများနဲ့အတူယနေ့ပြည်သူ့လူဦးတော်လှန်ရေးမှာစုစည်းတိုက်ပွဲဝင်လျက်ရှိတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကယန်းမျိုးသားများအားလိမ့်နှက်စွာအတိမတ်ပြုတယ်လို့ဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မလအတွင် စ်ပေးဆောင်ပြည်သူ2သိန်းကျော်ကိုအဓိကထားပြီးလူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်956ဒသမ6တန်းကိုကုညီထောက်ပံ့ပေးနိုင်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မြန်မာညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကမတ်လအတွင်းလူသားချင်းစာနာမှုအကူအညီငွေကျပ်959ဒသမ6တန်းကိုအမှန်တကယ်အကူအညီလိုအပ်နေသူတွေထံကိုပံ့ပိုးပေးနိုင်ခဲ့တယ်လို့သိရပါဗျာ။ အဆိုပါဒေါ်လာပြည်သူတွေရဲ့ပြည်သူမှပြည်သူတို့အလုံးဝဖြစ်တဲ့ငွေကျပ်959ဒသမ9တန်းကိုနေရဲဆော့ခွာထွက်ပြေးတိတ်ဆောင်သူစစ်ပေးဆောင်ပြည်သူ28,956ဦးရဲ့အရေးပေါ်စားနပ်ရိက္ခာအတွက်ငွေကျပ်496ဒသမ3တန်းထိတွေ့တိုက်ပွဲတွေမှာကြာဆုံးခဲ့ရတဲ့သူရဲကောင်းပြည်သူ135ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ469ဦးတို့အတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြင့်ငွေကျပ် 38သက်သမ6သန်းတို့ကိုပံ့ပိုးပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နိုင်ငံရေးကျင်းသားတွေနဲ့မိသားစုဝင်တွေအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်2သက်သမ5သန်း၊တဘာဝဘေးအန္တရာယ်ထိခိုက်ခံစားရသူတွေအတွက်ငွေကျပ်25သက်သမ3သန်း၊ထိခိုက်လွယ်ပြည်သူတွေနဲ့မိသားစုတွေအတွက်ငွေကျပ်1သက်သမ3သန်းဒရယ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်2.8သန်းတို့ကိုလည်းထောက်ပံ့ပေးခဲ့တယ်လို့သိရပါဗျ။ လူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နမ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မလတလအတွင်ပံ့ပိုးပေးနိုင်ခဲ့မှုအခြေအနေတွေကိုအစီရင်ခံတင်ပြပြီးတော်လိုင်းရင်းနှစ်ကျော်ကာလအတွင်းတော်လိုင်းအောင်မြင်နိုင်ရေးသာရှေ့ရှုပြီးအဖက်ဖက်အကြက်တဲတွေကြားမှကြံ့ကြံ့ခံကပါဝင်တော်လန်နေတဲ့ပြည်သူတဦးချင်းစီတိုင်းရဲ့လှုပ်ဆောင်ချက်တွေနဲ့ထားရှိတဲ့စိတ်သက်တွေကိုလေးစားဂုဏ်ယူမိတယ်လို့ပြောဆိုထားပါဗျ။အခုလိုမလျှော့သောဆွဲနဲ့ရှေ့ဆက်ပြီးညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြပါစေလို့ဆုတောင်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖက်စစ်တပ်ကဝင်းတုံမျိုးနဲ့နန်းခမ်းကျေးရွာတိုက်နယ်စီကိုအနီးကိုလေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ26ဦးသေဆုံးပြီး23ဦးဒဏ်ရာရခဲ့တဲ့တဲ့ငါဖြစ်ပါတယ်ရှင်။ အကြမ်းဖက်စစ်တပ်ကသခိုင်းတိုင်းကောလင်းခရိုင်ဝင်းတုံမြို့နယ်နန်းခမ်းကျွော်အတွင်းကတိုက်နယ်စေယုံအနီးကိုမင်းကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ26ဦးသေဆုံးပြီးတော့23ဦးထဏ်ရာရရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်သေဆုံးသူတွေထဲမှာကလေးတွေရောမိန်းမတွေရောပါတယ်တိုက်ပွဲဖြစ်နေတာမရှိဘူးအဲ့ဒါကိုစေယုံနာကိုဘုံလာကျဲတာတနေ့တည်း၄ချိန်ထောင်ကျဲချသွားတာလို့သတင်းရင်းမြစ်ကပြောပါရယ်အကြမ်းဖက်စစ်တပ်ကနန်းခမ်းကျွော်ဧပြီ6ရက် မွန်းလွဲ2နာရီ50မိနစ်မှာတစ်ချိန်3နာရီမှာတစ်ချိန်3နာရီ3မိနစ်မှာတစ်ချိန်နဲ့ညနေ6နာရီ55မိနစ်မှာတစ်ချိန်စုစုပေါင်း4ချိန်4ချောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တာပါအကြမ်းဖက်စစ်တပ်ရဲ့ရှန်တဲလီတက်ကတက်လာတဲ့ Jet Fighter တွေကဘုံကျဲတိုက်ခိုက်သွားတာလို့လဲ Calling Info ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ အဖြစ်ရစဲထားတဲ့ကြီးညာပြီးမှအခုလိုပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ခဲ့တာပါအကြမ်းဖက်စစ်တပ်ကငလင်လောက်ခတ်မှုကြောင့်အပြစ်ရစဲထားတယ်လို့လိန်လေကြီးညာချက်ထုတ်ပြန်ပြီးမှလေချောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့စစ်ကြောင်းထူတာတွေကိုမြန်မာနိုင်ငံတွင်းမှာပြုလုပ်နေပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဖလန်းမြို့သိန်းတိုက်ပွဲမှာအကျန်းဖက်စစ်တပ်ရဲ့လက်နက်ခဲယံအမြောက်အများသိမ်းဆည်းရမိခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ ချင်းမိနယ်အတွင်းကဖလန်းမြို့သိမ်းတိုက်ပွဲမှာအကြံဖက်စစ်တပ်ရဲ့လက်နက်ခဲယံအများအများသိမ်းဆည်းရမိခဲ့တယ်လို့ဒီကနေ့မှာဓာတ်ပုံအနေနဲ့တကွထုတ်ပြန်ပါတယ်။ချင်းညီနောင်စစ်စင်ရေး Operation CP အဖြစ်ဖလန်းမြို့သိမ်းစစ်စင်ရေးကို2024ခုနှစ်နိုဝင်ဘာလ9ရက်မှာစတင်ခဲ့ရာ2025ခုနှစ်ဧပြီ9ရက်မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးဖလန်းမြို့နယ်တစ်ခုလုံးမှာအကြံဖက်စစ်ကောင်စီကင်းစင်နေပြီဖြစ်သွားပြီလို့ချင်း Brotherhood ကထုတ်ပြန်ကြေညာလိုက်တာပါ။အကြံဖက်စစ်တပ်ကဖလန်းမြို့မကြစေရေးအတွက် ရှိရင်ခလာရ268တရင်အင်အားဖြင့်2024ဒီဇင်ဘာလမှာခလာရ89မှာစစ်ကိုအင်အား100ဝန်းကျင်နဲ့2025မတ်လမှာတက်မ89လောက်ခန့်ခလာရ39တက်မစစ်ကိုအင်အား100ခန့်ဖြင့်အင်အားအကြိမ်ကြိမ်ထပ်မံဖြစ်တင်းခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း1000ကျော်ဖြင့်အပြည့်ခံခုခံခဲ့တော်လဲချင်းညီနောင်စစ်စင်ရေးဖော်ဆောင်ပြီး9လပြည့်ချိန်မှာတင်ပတ်ရရှိခဲ့တာပါ ဖလန်းမျိုးနယ်တစ်ခုလုံးအကြမ်းဖက်စစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်ဖော်ဆောင်နိုင်ခဲ့ခြင်းမှာချင်းညီနောင်နဲ့မဟာမိတ်အင်အားစုများရဲ့မဆုတ်မနစ်တော်စိတ်တက်ဖြင့်ကြံ့ကြံ့ခံထိုးစစ်ဆင်တိုက်ခိုက်မှုအာရခတပ်တော်မှခေယံစစ်လက်နက်များအပြင်စစ်ရေးဆိုင်ရာအကြံဉာဏ်များပံ့ပိုးကူညီမှုနဲ့မိဘပြည်သူများရဲ့တက်ညီလက်ညီဒဆိုင်မမတ်ထောက်ဖို့ပါဝင်မှုများကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ချင်းညီနောင်စစ်စင်ရေး operation cb အဖြစ်ပေါ်ဆောင်ခဲ့သောဖလန်းမြို့သိမ်းစစ်စင်ရေးအတွင်း အသက်ပေးသွားကြတဲ့အာဇာနည်သူရဲကောင်းများကိုလက်အင်ကပေးဆက်ခဲ့ကြတဲ့ရဲဘော်များနဲ့အောင်ပွဲရတဲ့အထိရွေ့ရွချင်ချင်ချီတက်တိုက်ပွဲဝင်ခဲ့ကြတော့တမူးတသားများရဲ့ရဲစွမ်းတက်တီနဲ့ဇွဲလုံးဝရှိမှုတို့ကိုလေးစားစွာဂုဏ်ပြုပါကြောင်းနဲ့ချင်းညီနောင်စီပီအနေနဲ့ဆက်လာရှင်စနစ်ကြဆုံရင်းနဲ့ Federal Democracy ပြည်အောင်စုတိဆောက်ရေးမှာမဟာမိတ်များနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ Chin Brotherhood ကထုတ်ပြန်ထားပါတယ်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆီယနာရှင်အမြင့်ဖြတ်ချိန်မုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရင်းမပင်မြို့နယ်မှာအောင်လန်လွှင့်မီဒေါင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆုံရေးဆန္ဒပြတဲ့ဘိတ်ကိုပြုတ်လုခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအောင်လန်လွှင့်မီဒေါင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆုံရေးဟစ်ကြွေးမှုတွေပြုတ်လုခဲ့ကြတာပါ။ ရင်းမပင်မြို့နယ်မှာရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတဲ့ဘက်ကအကြမ်းဖက်ဆက်တဲ့ကြာဆောင်ရေးဆန္ဒပြတဲ့ဘက်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လန်ပြည်သူတွေကရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတဲ့ဘက်ဆိုတဲ့စကားသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လန်ပြည်သူတွေကနေမြင့်မြင့်တက်မှုကြားထဲကနေပဲအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတဲ့ဘက်ကိုနှိမ့်စင်ပြုတ်လုံနေကြတာပါ ဒါကတော့ April 10ရက်နေ့သတင်းတွေနဲ့လူမှုစန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။